င်ငံတွင်းမှာじゃပြည်တွင်းဖြစ်နေတာလေးတွေကိုပပရရလေးနဲ့အ ਨੇ ဆုံးအင်အားအ ਨੇ ဆုံးဖြစ်အသုံးပြုပြီးတော့เนาะဒါလောက်ဆောင်နေလို့ဒါလင်းဒီလိုမျိုးဒါတက်မတော်ဂုတ်သိက်ကကြာစင်းမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့တည်တင်းတွေကိုအမြင့်တက် relation လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်เนาะမင်္ဂလာပါဗျာအားလုံးကျေးဇူးပါပါစေချမ်းသာပါစေနော်ဘိုင်ရဲကိုမျက်နှာမြန်ဘိုင်ရဲကိုတန်ကြားလိုက်တနေ့ကိုပျော်ရွှင်ကြပါစေဗျာ ဒီနေ့က21ရက်လေးလ2025ဖြစ်ပါတယ်ဗျာနော်ဒီနေ့ကျွန်တော်နိုင်ငံတကာမှာဖြစ်နေတဲ့စီးရဲကြောင်းလေးတွေကိုနည်းနည်းပါးပါးရရပြောပြပါမယ်ဖိထုတဲ့အကြောင်းလေးတွေကိုပြောပြပါမယ်21ရက်လေးဆို22ရက်နေ့မကြခင်တော့ရောက်တော်မှာပေါ့နော်ဒီနေ့27ရက်နေ့ငလင်ကျောဘယ်ကောင်ကအာချောင်လိုက်လဲတော့မသိပါဘူးမန္တလေးမှာရုပ်ရက်ကိုခန့်နေတာပဲဖြစ်သွားတယ်။နော်ငလင်ဆိုတာကဒီလိုကြုံမသိနိုင်ဘူးဆိုတာက ဒါလူတိုင်းသိပါတယ်ခလေးတောင်သိပါတယ်တလို့ယူကြောင့်မူကြောင့်ဖီးရင်ရှာလို့လို့ဘာလို့လို့ညာလို့လို့ကောင်းနေပောက်ကြရလေပြောတဲ့ဟာဒီကြောင့်တိုင်းပြည်နေမှာဒုက္ခရောက်သွားတာတိုင်းပြည်မှာပျက်စီးတာတွေတပုံကြီးမှရှိတယ်အဲ့ဒါကိုကျွန်တော်တို့ညီကောင်မောင်တို့ရဲ့ incident တော့လေထိုးသိသိပညာမှုတွေကိုယ့်ရဲ့အသိပညာ knowledge ပိုင်းနေเนาะအဲ့အားလေးတွေကိုအအသုံးချပါပောက်ကြရလေပြောတာတွေအသုံးမချလို့တိုင်းပြည်ပျက်စီးခဲ့ဘူးပါဘီเนาะဆက်လက်ပြီးမဖြစ်ပေါ်အောင်လို့ပြည်သူတွေလည်းဒုက္ခမရအောင်ဒီလိုအာသီးချောင်းတဲ့ကောင်တွေလည်းပဲ အာသီးမချောင်ကြပါနဲ့တော့အဲအာသီး၆တန်းလူတွေမောဒုက္ခအာသီးအာသီး၆တန်းလူတွေနောင်ဝကြအာရီပြက်လိမ့်မယ်။နော်ဒီနေ့ဆိုမန္တလေးမှာရှိတဲ့ပြည်သူတွေဘလောက်တနာဘောကနေဘူးတဲ့ကွင်းထဲမှာနေကြတော့အော်သမိုင်းဘူးလေးတွေနဲ့လာနေတကယ်စိတ်မကောင်းစရာမြင်ကွင်းပါဗျာ။အဲ့လိုမျိုးတွေခင်ဗျားတို့မိသားစုတွေဝစ်လိုက်အောင်မယ်လို့ပဲပြောကြပါတယ်နော်အာသီးတက်ချောင်တဲ့လူတွေနော် တကယ်တကယ်ဖြစ်မယ်ဆိုလို့ရှိရင်နိုင်ငံတော်အစ်အနေနဲ့လည်းပြောပါလိမ့်မယ်နိုင်ငံတကာအစ်အနေနဲ့လည်းပြောပါလိမ့်မယ်ဒါလေးတော့ပိုင်ပြောကြပါလေဒီလိုအာသီးချောင်းတဲ့ကောင်းကြီးလည်းပဲတာသူတော့အေးချေတော့ဖြစ်တော့ဟောနော်ဝစ်လိုက်လိမ့်မယ်ဒါပဲပြောချင်တယ်ဝစ်ဆိုတဲ့စကလုံးတစ်လုံးလေးပဲပိုင်တုံးလိုက်ချင်ပါလေနော်ဒီနေ့စစ်တွေမျိုးနယ်မှာဆိုလို့ချင်လို့ချင်ဒီစားပြင်းကြီးပဲနော်ခမောင်တော်လို့ဒါအေးကိုဒီနေ့စုံမတာတွေအများကြီးရှိတယ်ပြီးတော့အေးရဲ့ဟိုနေပေါ့ပါလေ ထုံမြန်နိုင်ရသူတို့မှာတရင်တရင်မှာလူရောက်တရားရှိတယ်တရင်ဒီရင်300ရှိတယ်ဆိုတော့လူကြီး300လုံးရှိတယ်ပေါ့ဗျာသူ300ဆောက်ခွက်တွေကလည်းလူကြီး300အခုလည်း300သူတို့ကမသေးဘူးပေါ့အသေးတော့ကောင်းတာနော်အေးရလဲစင်မျက်နှာကိုတလို့ဖြန့်ပြီးတိုက်ထားမှသူတို့ရခိုင်ပြည်နယ်ရမယ်အဲ့တော့သူတန်တဲ့အဖွဲတွေကသူဘာလို့လိုက်ပြီးတိုက်နေဘာလို့လိုက်ပြီးရောနေလဲဆိုတော့အဲ့ဒီအဖွဲတွေကလည်းသူတို့ကလိုက်ထိန်ချုပ်ထားတာဖြစ်တယ်သူတို့ကလန်ဆန်လုံးလည်းတုတ်လို့ရအောင် တောင်တော်ကစိမျက်နှာအများကြီးဖြန့်နေရတဲ့အတွက်ဒီရခိုင်ကိုလည်းသူတို့ဟိုတတရာတင်းလို့ရအောင်ဆိုပြီးတော့သူတို့လှုပ်တာရှိတယ်။ရခိုင်မှာရှိတဲ့စပေးရှောင်းတွေကရိတ်ခါတွေပို့တယ်၊ဖုံကြီးတွေတချို့ဖုံကြီးတွေဆိုလည်းရိတ်ခါတွေပို့ဝေးတာရှိတယ်။နောက်ငါတို့အားရခိုင်နိုင်ငံတော်ရတော့မယ်18မြို့နယ်ကို14မြို့နယ်ရပြီး3မြို့နယ်ပဲကျန်တော့တယ်ဆိုတာမျိုးတွေဖြစ်တယ်။အဲ့တော့အဲဒီကြားထဲမှာဒီအေကိုကိုပါလဲဒါဘိင်္ဂနာထေသူပါတော့ကိုညီမထောက်ပံ့မယ်ဆိုပြီးတော့အာသီးချောင်းနေတာလည်းရှိတယ် ဒါတွေကလည်းဖြစ်လာနိုင်ကြအကြောင်းမရှိဘူးတောင်းတော့ကဒီရာလေးကိုဒီနိုင်ငံတွေမှာじゃပြည်တွင်းဖြစ်နေတာလေးတွေကိုပပရရာလေးနဲ့အ ਨੇ ဆုံးအင်အားအ ਨੇ ဆုံးဖြစ်အတုံးပြုတ်ပြီးတော့เนาะဒါလောက်ဆောင်နေလို့ဒါလင်းဒီလိုမျိုးဒါတက်မလို့ဂုတ်သိက်ကကြဆင်းမှုတွေအများကြီးဖြစ်လာတာနိုင်ငံတော်ဝင်ကြီးချုပ်ကဒါဟိုလုံလောက်တဲ့အင်အားနဲ့လုံလောက်တဲ့ဆဲလက်နဲ့ပစ္စည်းတွေနဲ့ထုံထုံသုံးဆွဲပါမယ်လို့ပြောလိုက်လို့ရှိရင်မကြခင်ရက်မို့စက္ကန့်ပိုင်းတော့ပျောက်သွားနိုင်တဲ့အနေအထားမျိုးရှိတယ် နော်ဒါလေးတွေကိုလည်းတချို့တွေကမသိကြတော့ဘိုင်းကြီးကစိတ်မကောင်းဘူးဖြစ်တယ်အဲနော်ဒီနောက်တစ်ခုထပ်ပြောပြအောင်မဒီအေးစီသေးကြတယ်ဒီလေးမျက်နာတို့ရေကြီးတို့ကိုင်းကောင်းတို့အဲ့ဘက်မှာပွဲတွေကာတာတော့တော်တော်ပြင်းထန်တယ်အေးရဲ့ဘီရဲ့ကဲဆီယမ်ဘက်အမှချင်းတဘုံတွေရောတဘုံကြီးကအများကြီးပဲနော်အဲ့ဒီနောက်တစ်ခုပေါ့အဲ့ဒီဟိုထဲမှာပန်းတော်ကြီးမှာကြောက်ဝိုင်းကြောက်ဝါရေမေးမသိဘူးလားပြကြတာပြကြရင်ကြောက်မှာဒါပဲရှိရအဲ့မှာဆိုလို့ချင်းအကြောင်းတုံးလေးလေးတက်ကနေပြီးတော့မှကျွန်တော်တို့ဒါပြက်ကူတွေလက်နက်ကြီးတွေရှိတယ် အိုက်တက်ကနောက်ကိုခွာစေဆင်လိုက်တယ်ခွာစေဆင်ပြီးတော့မှတောက်လျှောက်သူပြစ်ပြစ်တဲ့ခါကျဗျာနည်းနည်းသူတို့ရဲ့တက်မလို့ရဲ့ဟို viewer ကုန် viewer ကွက်တွေရှိတာနော်အဲ့ဒါလက်နက်ကြီးကပြစ်တာနဲ့ကတ်လာတယ်သူတို့ကတအားလုံးလာတဲ့အတွက်အယောက်3-5000နဲ့လုံးလာတော့တအားကတ်လာတော့လက်နက်ကြီးတွေကချက်ချင်းကတ်ပြစ်လို့မရတော့နောက်ကိုဆုပ်နောက်ကနေပြန်ပြစ်ဆိုတော့နောက်ဆုံးတညာလုံးပြစ်ထုလိုက်တဲ့ခါကျတော့မနဲ့လဲကြလိုက်ကြအီးတီးတာ ြေးတာရုံမပြေဘူးအမှအရသားတွေဖမ်းခေါ်သွားပြီးပြေးတယ်အရသားအလုံးပေါင်း9ယောက်6 17ယောက်လောက်ရှိတယ်3ယောက်တော့ပြန်ကယ်နိုင်တာမျိုးရှိတယ်အဲ့တော့လက်နက်ကြီးတွေနဲ့ပြစ်ထုလိုက်တဲ့အခါကျတော့အေးတဲ့ပါစံကလေးရွာဘက်ကိုထွက်ပြေးဟောပုံစုပ်ပဆက်ပြေးတာပြေးတာနော်အဲအဲ့လိုမျိုးတော့ရှိတယ်နောက်ကြတော့အဲ့ဒီမှာအေးတွေကိုလည်းဒီထောက်ဖို့လုပ်နေတာတွေကလည်းများတယ်ဗျာဒီရခိုင်ရိုးတောင်ကြီးမှာရှိတဲ့ဆက်ဆက်ရိုးရွာတို့ဘာညာအဲ့မှာပန်းပါလဲမသိပါအဲ့ဒီဆက်ဆက်အဲ့နာမှာရှိတဲ့အားတွေကအေးရဲ့ဟိုနေဟို PDF တွေရဲ့ ထောက်ဖို့လေးရိတ်ခါယူရတာသူတို့ရွာငန်းတွေကလာပါခေါ်တာတဲ့အနေထားမျိုးလေးတွေလည်းကျွန်တော်တို့ဟိုကြားသိရတာသိကြည့်တယ်နော်ဒီပါလဲကုန်းမြင်ကုန်းမြင်အင်းကအုတ်ကြီးဆိုလို့ရှိရင်ဘယ်လိုလဲအုတ်ကြီးအုတ်ကြီးသူ့နာမည်နေပါဦးကုန်းမြင်နာမည်အုတ်ကြီးအဲထားလိုက်ပါတော့ကျွန်တော်နာမည်မေ့နေလို့နာမည်နောက်မှပြောမယ်အဲကုန်းမြင်ရောအုတ်ကြီးဆိုလဲသူကိုယ်တိုင်ထောက်ဖို့နော် အဲ့မှာအလန်တရားဥဆောင်မင်းဆိုလဲပဲအဲသူကအရင်တော့အွန်နေပေါ့လွတ်တော်60လဲဖြစ်တော့လဲသူကတည့်အတိုင်းပဲတောခို့တော့နည်းနည်းသူကအကြီးစားဖြစ်တယ်ဟုတ်လားအဲအဲ့လိုမျိုးအွန်နေပေါ့ရခိုင်ဘက်မှာအခု ARV ဘက်ကိုဆင်းလာတာက ARV ဘက်ကလည်းဟိုရခိုင်ဆက်ရွာတွေကနည်းနည်းဆွဲခေါ်ခေါ်တာကိုရှိတဲ့ခါကြတော့အဲ့လိုမျိုးတွေဖြစ်တယ်။တိုက်ပွဲတွေကဆွတ်ကနေရတာရှိတယ်။တမ်မတော်ကတော့ဒါဟိုဖိဖိစီစီနင်းနင်းနဲ့နဲ့ ဒီလိုမျိုးပေါ့အကျွတ်မခံစေချင်တော့ဘူးလို့ပဲပြောနေတယ်။၂၀နှစ်နေရလဲ ကလာပြီမနေ့ပြဆို20နှစ်နေဖြစ်သွားပြီွာလို့ချင်းအားလုံးအေးဆေးဖြစ်သွားပြီအဲ့လိုပဲပြောရတာတော့တိုင်းပြီးအေးဆေးဖြစ်သွားပြီအဲ့ဒီကြောင့်မတက်ကမစော်ရင်ပိုင်ရဲကိုတော့အော်ပြီနော်ဒါပဲပြောလိုက်တော့တဦးသားစီတဦးနာစီကြောင့်မဟုတ်တိုင်းပြီးအေးချမ်းဖို့လိုတယ်တိုင်းပြီးအေးချမ်းမှာဒါဒါအမြန်ဆုံးဖြစ်မှာနှမို့ဆိုတဘာဝဘေးအနေအကြောင်းပြည်သူတွေတအားစိတ်ဆင်းရဲနေတအားဒုက္ခရောက်နေဒါတက်လို့ကာဝေးဦးစီးကြောင့်မတောင်းဝင်ရှိတယ်အနေဆုံးအင်အားနဲ့အနေဆုံးတွေလှုပ်လို့ရတော့ဟိုကဝင်ပြီးတော့ဟိုဘာလဲတင်မောက်ချသွားလိမ့်မယ် နော်တင်မချသွားလိမ့်မယ်အဲ့ဒါလေးပဲအခုတင်မချမှခံဖို့ပဲလိုတယ်လို့ပဲဒါပြောခြင်းတယ်နော်တပ်လို့သားတွေအများဆုံးပေးဆက်ထားတာလေအနေဆုံးအင်အားနဲ့အနေဆုံးပြောသားလို့အနေဆုံးအဲ့ဒီအမိန်ကြောင့်လေဒီလိုတပ်မလို့သားတွေပေးဆက်ကြတာရှိတယ်အဲ့ဒါအဲ့ဒါလေးတော့ဒီကျွန်တော်20နှစ်နေနောက်ပိုင်းမှာဘယ်လိုလာမလဲဆိုတာကြားရမယ်နော် ဒီ20နှစ်နဲ့အတွဲမှာဆိုလဲဗမာမှာဆိုလဲ KIA တို့ PDF တို့ဒါလာပြီးတော့ဗ KIA အကြမ်းဖက်တွေပေါ့ဗျာဗမာအကြမ်းဖက်နဲ့ပူပေါင်းပြီးတော့အဲ့မှာလာလာပြီးတော့ချောင်းချောင်းပြစ်တော့တနက်ကြီးတွေနဲ့ရွာတဲ့နေရာလှမ်းပြစ်အဲ့တော့ဗာပြစ်လဲဆိုတော့တန်ကထုံးတွေပါညာနဲ့တောက်လျှောက်လိုက်ပြီးဗီဒီဗမာမှာလဲခြေမုံပြရတာရှိတယ်နောင်ချိုဆိုလို့ရှင်လို့ကျေပါရေမောင်းအောင်တန်ရွာလာရေမောင်းတန်ရွာပါလားအဲ့မှာအခိုင်မှာရှိတဲ့စစကန်းကိုလည်းတမနာဝင်ပြီးတော့စီးနေမလိုက်တယ်ရှုပ်တယ်ကွာဆိုပြီးတော့အနောက်မှာရှိတဲ့စကန်းကိုသုံးကုန်းလောက်လည်းရှုပ်လို့ တက်ကဝင်တိတ်စီးနှင်းပလိုက်။နောက်ဒီဒါပဲအဲ့လိုစီးနှင်းနေဆိုတဲ့နေရာမှာလဲတချို့နေရာခွာဆဲရှိတာပေါ့တနင်္လာ ID တနင်္လာညတိုင်းပဲမှာဆိုလဲဒီတဝဲဘက်မှာထိတာအာဒီဟာစကန်းတို့ဘာညာခွာဆဲတွေလုတ်ပြီးလိုက်တာရှိတယ်။ ဒီတင်းလာ ਈ တိုင်းမှာဆိုလဲဒါအကြမ်းပဲဗမာအကြမ်းဖက်တွေကိုကြောက်တယ်ဒီတဝယ်ရင်နဲ့စိတ်ကမ်းဘက်မှာပေါ့နော်အဲ့ဒီဘက်မှာပါရေးပြရလားအဲ့ဒီမှာဆိုလို့ချင်းလဲတက်ကဖြူဝဟူးလေတက်ကတိုင်းဝဲဘလို့လဲတော့မသိဘူးပြသူတို့ကတောင်းတောင်းပတ်ပြီးရှောင်သွားနေကြလို့ပြောတယ်ဒီဘက်မှာဟိုတက်ကစစ်ချောင်းလာလို့ချင်း PDF တရားဝင်အကြမ်းဖက်တရားဝင်ပုံပြီးတော့ရှောင်သွားတယ်ကာလင်ကားစီးနဲ့အဲအဲ့လိုမျိုးတောင်းတောင်းခွာပြီးတော့ဟိုရှောင်ဒီရှောင်တွေလုတ်သွားကြတာမျိုးတော့ရှိတယ်ဟိုတေချာပွဲကတာတော့မရှိဘူးဒါပေမဲ့ပွဲကပြီးတော့ ထီတာလို့ပါကြတော့ဝင်ပြီးတော့အဲ ਉਹਨੇ အကြဖက်အင်အားများများနဲ့ဝင်လုံးတော့ခွာစစ်တော့ဖြစ်သွားပါတနင်္လာတိုင်းဒေတာရဲ့ဟိုတာဝယ်ရှိပြီရတော့တကယ်ဟာသားတည့်ရလို့ဖြစ်နေတယ်အဲဘိုးကျုပ်တို့ပါတို့ညာတို့နေရာကြီးတွေယူထားပြီးတော့နေရာကြီးတွေယူလာပြီးကိုယ်ကတိုက်ဝဲတွေပဲတသားကြီးပြရဆိုတော့ဒါမှရှက်တက်ဖို့တော့လိုတယ်လို့ပြောချင်တယ်ငါဘိုးကျုပ်တယောက်ကအလကားရထားတဲ့ယာလို့မဟုတ်တဲ့အတွက်ဒါဒီတက်မှကကြညက်တန်းနေတဲ့တိုင်းမျိုးဒါမိမိတာဝန်ထမ်းဆောင်တဲ့တိုင်းကိုတော့ ဒါအကျန်းဖက်တွေကင်းစင်အောင်တော့လုပ်ရမှာပေါ့ကျုပ်တည်းတာဝန်ဖြစ်တယ်လို့ပဲဒါပိုင်းပြောခြင်းပါတယ်เนาะ မြေကွက်လက်တွေလက်မှတ်ထိုးဖို့တဲ့ဒီအောင်တော့ဦးစားပေးစေချင်ပါတယ်ဗျာเนาะနောက်တပိတ်ချင်းကညာဝင်းသားရောင်းမှာဆိုလဲဒါဖေးတွေထူတယ်ရေထွက်ရောင်းမှာလဲထတ်ထူတယ်ဒါဒီနေ့ထတ်ထူတယ်လိတ်ကြကျွေးရောင်းမှာဆိုလဲဒါပရိုနိုင်အိုင်ကောင်ကြီးဘက်ကလည်းဖစ်ထူပလိုက်တယ်ပရိုနိုင်ကောင်ကြီးဘက်ကလည်းဒါဖေးတွေထူတယ်ဒီနေ့ကြံကြံတိုင်းလည်းလိုက်တွေ့တယ်ကရင်ဒါမဲ့ကရင်ဘက်မှာဆိုလဲမဖွားသူစခန်းကလည်းကျွန်တော်တို့ခွာစစ်လုပ်ပေးတာရှိတယ်ဒါတက်ခဲ့အချိန်ကလည်းခွာစစ်လေးတွေရှိတယ်တိုက်စစ်လေးတွေရှိတယ်မလေးကမြောက်သိကုန်းရွာအနေမှာကျွန်တော်ဟိုနေပါလဲ ဟိုပရိုက်တာသမားတွေကို၆ပြည့်တဲ့ရွာပေါ့ဗျာအဲ့နားလေးမှာရှိတဲ့ဖုံးကြောင်းထဲမှာအထိုင်ချနေတဲ့အကြံဖက်တွေကိုလည်းမင်းကတပ်နော်ဝင်အောင်စီးနေတယ်တောက်လျှောက်တောက်လျှောက်ကြာကြာတဲ့နေရာဝင်စီးတယ်ဒါမျိုးလေးတော့ရှိတယ်တော်တက်ကတော့စီးနေနိုင်တော့စီးနေတယ်နောက်ဒီကျွန်တော်တို့ဒါစစ်မှုတဲ့ဥပဒေနဲ့ပတ်သက်ပြီးငွေကြေးကောက်ခံနေတဲ့အုပ်ကြီးတွေရှိတယ်အဲဒီအုပ်ကြီးတွေဆိုတော်တော်များများအခုဆိုအုပ်ကြီးတွေဒီကိစ္စနဲ့တည်နေကြအများတယ်ညဒါညအုပ်မျိုးနဲ့ဆိုမြင်းကြီးကြွေးရမှာဆိုအုပ်ကြီးရဲ့တဲ့နောက်သူရဲ့ဗာလဲတတ်မှတ်လာစော်မင်းသေး ာလားဒါဆိုလည်းပြစ်တက်ခံလဲရတာပဲနောက်အဲ့ညောင်မြို့နဲ့မှာပဲရွာပလဲကျွေးရမှာဥခမောင်ကြီးနဲ့သူ့ပါလဲတပည့်ပေါ့ဗျာသူ့တပည့်ဖြစ်မှာပေါ့နိုင်လင်းစိန်လားအဲသူစိန်မှုစိန်မှုသူလဲဒါတည်သွားတာပဲအမနေ့အပြစ်ခံတာပဲဘကိုးတိုင်းအဲငရှိရိုးအုပ်စုမှာအုပ်ကြီးပေါ့နိုင်ဦးပေါ့နော်အကျိုးမှုဦးနိုင်ဦးပေါ့သူကအလူခံရောက်တဲ့အချိန်မှာလာပြီးပြစ်တက်သွားတာရှိတာပဲနော်အဲ့တော့တယောက်နဲ့တယောက်ကဟိုပြည်သူကိုကူညီမှဖြစ်မှာ ုံကြီးတွေရလဲပဲเนาะငါရတယ်ငါရတယ်ဆိုပြီးတော့ဆွတ်လုတဲ့ခါကျတော့အမုန်းတွေများပြီးတောင်းတောင်းတုတ်ကုန်တုတ်ကုန်တော့တေကုန်เนาะဒါလေးပြောချင်တယ်အုံကြီးတွေရဲ့တိုင်စာရဝန်လေးဖြစ်တာတွေကကျွန်တော်စီမှာတော့ရှိတယ်ကျွန်တော်တက်ဆိုင်ရာပို့တာဒီမှာနှစ်နေရာတော့ဖြည့်ရှင်းပြီးသွားတာရှိတယ်เนาะဖြည့်ရှင်းပြီးသွားတာရှိတယ်အားလုံးကျမ်းပါပါစေဗျာချိန်ပြည့်သွားလို့